အမျိုးသမီးတွေယာတီလာတဲ့ခါမှာနာကျင်မှုတောင်တတ်တာစီချင်လာနောက်ပြီးတော့မှာပေါ့နော်ယာတီအာတလားမှာမှာနည်း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 လေးပဲလာတဲ့သူပေါ့နော်ဒဇနဆက်လာတဲ့သူတွေရှိလာနောက်ပြီးတော့တားစီရဲ့ဆိုကြောကြောက်ပေါ့နော်ယာတီမမှန်တဲ့သူတွေရှိလာနောက်ပြီးတော့အာပိုက်ထဲတာပေါ့နော်လက်မောင်းထဲမှာပိုက်ထဲတာတို့အဲ့လိုမျိုးယာတီမလာတဲ့သူတွေရှိလာအဲယာတီက တလားတခါပုံမှန်လာရမယ်ဗောနော်တားစီရဲ့စူဂျိုကြောင့်တလားတခါမလာတာပဲဖြစ်ဖြစ်လာလို့ရှိရင်နည်းနည်းလေးပဲလာတာပဲဖြစ်တရက်လေးပဲလာတာပဲဖြစ်ဖြစ်အဲ့ဒါဆိုလို့ရှိရင်တော့ရာသီအရင်နှဲတယ်ဗောနော်ရာသီပုံမှန်အားဖြင့်ဆိုလို့ရှိရင်အဲ3ရက်ဗောနော်3ရက်ကနေပြီးတော့မှ 9ရက်အတွင်းဒါပုံမှန်လာမယ်ပေါ့နော်အနည်းဆုံး2ရက်ပေါ့နော်အနည်းဆုံး2ရက်လာမယ်လာတာလည်း10 20ဆက်မဟုတ်ဘဲနဲ့နည်းနည်းများများလာမယ်ပေါ့နော်2ရက်ကနေပြီးတော့9ရက်အတွင်းလာရည်ဆိုရင်ဒါပုံမှန်ပဲပေါ့နော်အဲ့လိုမျိုးမဟုတ်ဘဲနဲ့အာ2လ3လမှလာတာပဲဖြစ်ဖြစ်ရာသီမမှန်တာပဲဖြစ်ဖြစ်အဲ့လိုမျိုးဆိုလို့ရှင်တော့ဒီဗီဂျင်းသိသိတောက်ပြီးလို့ရနော်ဒါလေးကအစ်စ်ပေါ့နော်ကဘူးချွတ်အိမ်နဲ့အဲ့လိုမျိုးလောက်ထားတယ်เนาะလောက်ထားပြီးတော့မှဒီလိုမျိုးလေးเนาะဒီလိုမျိုးလေးဖြစ်ပါတယ် ရာသီပြဿနာတိုင်ပြဿနာအဖြူစင်းရိုင်းရင်ဒီမှာเนาะအဖြူစင်းရိုင်းရင်ပြဿနာကိုကောင်းမှုရင်เนาะဒီမျိုးလေးဖြစ်ပါတယ်ဒါတဘူးမှာဆိုလို့ရှင်တော့အလုံး30ပါပါတယ်35ရက်စာဖြစ်ပါတယ်တစ်ခါတောက်နှလုံးဖြစ်ပါတယ် ဒီဒီတအိမ်ဆေးတောက်ပြီးတော့မှအသားရေကြည်ပြီးတော့ဖြူတဲ့သူရှိတယ်အဖြူလာတယ်ဗောနော်ဘာကြောက်လဲဆိုလို့ရှင်ဒီအပန်းရောက်အခွန်လေးရလေအပန်းရောက်ခွန်လေးအကောလဂျင်နဲ့ပြုတ်လုထားတာဖြစ်တဲ့တော့ကြောင့်မလို့အဲတားစီရဲ့ဆိုကြကြအသားရေမွေးချောက်မွေးညင်းညင်းဖြစ်တဲ့သူတွေလည်းတောက်ပြီးနော်ပုံမှန်လေးတောက်ပြီးပါသူ့တောက်ပြီးနော်ရေမြများလေးတောက်ပြီးရတယ်နော်ဖြည့်ဆွတ်စာနော် နေ့ကမှရင်မြင်များလေးတောက်ပြီเนาะညဘက်ဆိုရင်เนาะယူရှော့တောက်ပြီပါဒီဗီဂျင်းလေးတိတ်စီเนาะဒီဗီဂျင်းလေးတိတ်စီလေးကိုတည့်ရနှလုံးတောက်ပုံမှန်တောက်ပြီးချင်းအပြင်ယာဒီလာတဲ့ခါမှနိုင်ချင်မှုထောင်တတ်တာစီတယ်เนาะမူလေးဆိုလို့ရှိရင်ယာဒီလာလို့ရှိရင်ဘိုက်အောက်တက်တယ်အဲ့ဒီတော့ကြောင့်မလို့ပါเนาะပုံမှန်လေးတောက်ပြရမတောက်လို့ရှိရင်မတောက်တဲ့လှဆိုလို့ရှိရင်အမရာတီလာလို့ရှိရင်ဘိုင်အောက်တယ်အဲဒါကြောင့်မလို့ပုံမှန်လေးနှလုံးနှလုံးတောက်ပြရတယ်ပေါ့နော် ရတချို့မတောက်ချင်တဲ့သူဆိုလို့ရှိရင်လေဆေးကြောက်တာပဲဖြစ်ဖြစ်အဲ့လိုမျိုးပေါ့နော်လုံးဝမတောက်ချင်တဲ့သူဆိုလို့ရှိရင်တော့ရာသီမလာခင်ဆေးရလောက်တော့ကြိုတောက်ပြီအဲ့ဒါဆိုရင်ရာသီလာတဲ့ခါမှာအဲတက်တာစီတယ်နော်နှာကျင်မှုတောင်တက်တာစီတာဖြစ်ပါတယ်ဒါကြောင့်မလို့အဖြူစင်ရရဲ့အနံ့ဆိုထွက်တိမ်ကြတာတို့စီမထိန်နိုင်တာတို့เนาะအဲ့လိုမျိုးတွေဖြစ်တဲ့သူတွေတိမ်အောက်တိမ်နာတဲ့သူတွေတိမ်ပြက်တနာရာသီပြက်တနာကိုဖြည့်ရှင်းပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့အပြူပေါ်ဝင်ချမ်းနေဆိုင်ပြီးတော့အသက်80ကျော်အထိတောက်ပေးလို့ရတာဖြစ်တယ်ပေါ့နော်ဒီတော့ကြောင့်မလို့ ညွန်ကြီးစိတ်ချစာနဲ့တောက်ပြီးလို့ရတယ်เนาะအပြိုအိမ်နောက်တဲ့မရွေးတောက်ပြီးရတာဖြစ်တော့တကြောင်မလို့အဲမှာယူလို့ရတယ်เนาะထိုင်းထိုင်းမှာဆိုလို့ရှိရင်เนาะ350တပူပေါ့เนาะ350ဖြစ်တယ်တလားစာဆိုနှစ်ပူပေါ့เนาะမြန်မာနိုင်ငံဆိုရင်เนาะ4200ကျပ်ဖြစ်ပါတယ်လိုချင်နေဆိုရင် CP မှာအသေးစိတ်လိုက်ရောက်ပြီးတော့ဆွေးနွေးမြင်းမြတ်နိုင်ပါတယ်ကျေးဇူးတင်ပါတယ်ရှင့်